အောင်းနေငါပါ PSG နဲ့ Arsenal သင်းတို့ရဲ့ဒုတိယကြိုရှင်ပြန်ဖို့ကတော့ပြီးဆုံးသွားပြီဒီနေ့မှာကျွန်တော်ပွဲပြီးသုံးသက်ချက်ပြောမှာတော့မဟုတ်ဘူးအဲ့ရအောင်တီးတက်လုပ်ဖို့လည်းစီစဉ်မရှိတော့ဘူးเนาะဒါကြောင့်လို့ဆိုပွဲကိုလည်းတော်တော်များများကြည့်လိုက်မယ်ထင်တယ်သူပြည်ရဲ့ဘာမှပြောရမှာရှိဘူး Arsenal မနိုင်လို့ရှုံးသွားတယ်ဒါပဲကိုမသွင်းနိုင်လို့ရှုံးတယ်ရှင်းရှင်းလင်းလင်းပဲပေါ့เนาะအဲ့တော့ဒီနေ့ဒီအချိန်မှာကျွန်တော်ပွဲမတိုင်ခင်အထိကို တောက်လျှောက်ဆိုလို့အာဆင်နယ်တင်းနဲ့ပတ်သက်လာတဲ့အပေါင်းလက္ခဏာဆောင်တဲ့စကားတွေပဲတောက်လျှောက်ပြောခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဒီနေ့မှာတော့အာဆင်နယ်တင်းရဲ့လိုအပ်ချက်တွေအာဆင်နယ်ပရိသတ်တွေရဲ့ဝေဖန်မှုတွေရဲ့အပေါ်မှာတကယ်ကိုမှန်ရဲ့လားအာဆင်နယ်ဘာတွေဖြစ်နေလဲအာဆင်နယ်ဘာဆက်ဖြစ်မလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးဆွေးနွေးမယ်။အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ကိုမတ်မှာတွေ့လိုက်တဲ့အကြောင်းအရာလေးတစ်ခုပေါ့။အာဆင်နယ်တင်းရဲ့ဘုတ်အဖွဲ့ကအတီတဲကိုလုံးပိုင်ကိုပေးလာပြီးအတီတဲရဲ့လက်ထက်မှာအာဆင်နယ်တင်းရဲ့ပတ်စံအမြောင်များတုံးလာတော့မှဘာမှမဖြစ်တော့လား။အဲ့တော့ဒီ budget list ကိုကြည့် အာဇင်နယ်က9နှစ်အတွင်းမှာတန်း900ကျော်မန်စီးတီးတန်း800ကျော်ချယ်ဆီကတန်း1300ကျော်နော်တော်တန်ဟော့စ်ဘာတော့တန်း950ကျော်သုံးထားတယ်နော်တန်း950ကျော်သုံးထားတယ်မက်ဂျစ်စတရီနဲ့တန်း680တော်တန်ဖော်ရက်စ်လိုတင်းမျိုးတော့တန်း400ပြသည်လားအခုလူရည်သေးရှင်ရည်သေးအပေါ်ရောက်လာဘူးတော့တန်း400နီးပါးသုံးထားတယ်ဒီဘက်ကတန်း450ဘက်ကတက်လာတဲ့အင်တာမီလန်တို့အခြေအနေအင်တာမီလန်ဆိုလဲတန်း950ပြိတ်တယ်နော် တန်း950အထိကိုတုံးထားတယ်နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ real metric ဒါပါ real metric ကတော့ transfer window မှာသူက free ရသွားတာကြီးများတဲ့အတွက်ကြောင့်မို့169တန်းဒါပါတော့ PSG တန်း850နီးပါးတုံးထားတယ်ပြည်သည်ဒီအချိန်မှလေအကုန်လုံးကပတ်စံများများတုံးပြီးတော့အသင်းကိုတိဆောက်ရတဲ့အချိန်ဖြစ်နေတယ်အာဆင်နယ်ရဲ့ဘုတ်ဖွဲ့ကတော်တော်ကက်စီနေရတယ်ပါတယ်ဒါက net transfer rate ရှိသေးတယ်။ transfer rate ပဲရှိသေးတယ်။အတင်းရကစားသမားတွေကိုရောင်းလိုက်တာ။အငားချတာ ပြန်ရလာတဲ့ငွေတွေမပါသေးဘူး။ဂျာစီရောင်းရတဲ့ကိစ္စဘာညာဒါတွေထားလိုက်အောင်။ဟောအတင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ပြန်ပြောတာ။အဲ့တော့အာဆင်နယ်ရဲ့ဘိုးအဖွဲ့ကတော်တော်ကစီနေတယ်လေပါတယ်။အဲ့အတွက်ကြောင့်မလို့အတီတောကိုဒါထုတ်လိုက်မယ်ဆိုပြီးကောင်းမွန်တဲ့နေပြတရားကိုခေါ်ယူရတော့ခက်ခဲမှုရှိလိမ့်မယ်။နော်။နေပြကိစ္စကိုကျွန်တော်နောက်မှပြောမယ်။အဲ့တော့အာဆင်နယ်ဒီ9နှစ်အတွင်းမှာခေါ်ယူခဲ့တဲ့ပလေးယာတွေကိုပြန်ကြည့်မယ်ဆို။တောမတ်စ်ပါတီ၊ဂါဗီယယ်မန်ဂေးစ်၊ပက်ပလိုမော်ရီ ပပလိုမာရီတယောက်ကလွင်ကျန်တဲ့နှစ်ယောက်ကအသုံးဝင်ပပလိုမာရီက72တန်းပဲပေးရတာတကယ်လို့နော်အသုံးဝင်တာဘာပြဿနာမှမရှိဘူးဘန်ဝိုက်တန်း90ပေးရတယ်အာဇင်နယ်ရဲ့တက်ဆာမှာတော်တော်ကြီးကိုအကျိုးပြုခဲ့တဲ့ကစားသမားတွေမာတင်အိုဒီကက်ဘူကက်တိန်အောင်ဖြစ်နေပြီဗျာလက်ရှိမှာခြေစွမ်းအားရစရာမရှိပဲမဲ့လည်းပဲအာဇင်နယ်အသင်းရဲ့ကောင်းမွန်တဲ့ပုံရိပ်တစ်ခုရလာအောင်ဆွဲတင်နေနေရမှာသူတို့တွေကကောင်းမွန်တဲ့အခန်းကဏ္ဍနေပြီးတော့ပါဝင်ခဲ့တဲ့လူတွေနော် Ram Stadium Tommy Yasu Gabriel Jesus ခေါ်တဲ့နောက်နေ့မှာ ပြီးတော့ဇင်ချင်းကိုခေါ်တယ်ဗီရာခေါ်တယ်ထရော့ဆက်ရောက်လာတယ်เนาะအဲ့ဒါ2022 23မှာเนาะအဲ့တော့ပြောမယ်ဆိုဒီကစားသမားတွေကလည်းအာဆင်နယ်ရဲ့တရာဒီနေရာဒီလောက်ကိုအကောင်းဆုံးပြီးဆက်ပြီးကစားနေရလူရအခု process ဆိုလဲအခုဒီကိုစူပါဆက်အနေနဲ့ကောင်းနေတော့မယ်2024မှာ Degran Rice Kyan Vest နဲ့ Julian Tim ပါရောက်တယ်ဒီကစားသမားတွေ impact ကပြောစရာမလိုဒါတော့မှ Kyan Vest ကို Adidas ကဒီကစားသမားမှရချင်လို့လို့ဆိုပြီးတော့အတင်းဝယ်တာမဟုတ်ဘူးเนาะ ဲ့တုန်းကသိရင်လည်းသိလိမ့်မယ်ပေါ့နော်တကယ်တမ်းက Alexander Isak ကိုလိုချင်ခဲ့တယ်လိုချင်ခဲ့တယ်ဒါပေမဲ့ Newcastle ကိုပဲရောက်သွားခဲ့တယ်ဘာလို့လဲဆိုတော့အဲ့တုန်းကတန်း60နဲ့85တန်းကြားမှလားမသိဘူးညင်ရင်လည်း Arsenal တက်ရမရခဲ့ဘူးအဲ့တော့အခုဆို Isak ကအကောင်းဆုံးလေပဲတကူရောက်နေတယ်အကယ်လို့ Alexander Isak ဒါ Arsenal မှာရှိနေမယ်ဆို Arsenal အတွက်တခြားမြုံနေစရာကြီးဆိုတာလေအများကြီးရှိလားမသိလားအဲ့တော့2025ခုနှစ်မှာ2024 25မှာ Adidas ကဒီ Ricardo Cavafiori ကိုခေါ်ခဲ့တယ် တော့နာတော့နေပြီလို့နော် color view ရဲ့ impact ကတော့ကောင်းတာပဲလေအခုစေယုံတက်နေရလို့ဘာလို့ညာလို့ပြောပြနေဆိုရမယ်လည်းပဲသူစေယုံမတက်ခင်ကလည်းပုံရင်ကစားကလေးပွဲမှာကောင်းခဲ့တယ်လို့ပြီးကြည့်မင်းညာကမင်းညာအောင်ကြည့်တယ်ဒီနေ့မနေ့ကစားသွားတဲ့ PSG နဲ့ပွဲမှာလည်းအကောင်းဆုံးခြေစွမ်းပြသွားခဲ့တာပဲအဲ့တော့အဒိတာနဲ့သူရဲ့ဘိုးဖွဲ့တွေရဲ့လိုအပ်တဲ့လူခေါ်ယူမှုတွေတော့လုံနိုင်ခဲ့တယ်ဆိုလို့ပဲ artist နဲ့အသင်းကမပြည့်စုံသေးဘူးဆိုတော့ဒါအုံနောက်ပါတဲ့လူတိုင်းတော်တော်များများသိရဒါပေမဲ့ဒီလူစည်ရင်းနဲ့ပဲမသိရင်အာဆင်နယ်က ဖလားအလုံးတိန်းလို့ရလောက်တဲ့အနေအထားရှိနေမှုထင်တဲ့လူတွေရှိတယ်။မပြောတယ်။ဘယ်လိုရှင်းပြရမလဲမသိဘူး။နော်ဘယ်လိုရှင်းပြရမလဲမသိတော့။အဲ့တော့ဒီလူစီရင်နဲ့ကျွန်တော်ပြောပြမယ်။ဒီလူစီရင်နဲ့လာကင်လို့ဖလားရနိုင်တဲ့နည်းပြတွေဆိုရင်ကျွန်တော်အခုမြင်တာဆိုလို့ရခဲ့ clock နဲ့ဒါ insecurity လို့လောက်ပဲမြင်တယ်နော်။ကျန်တဲ့နည်းပြတွေလားမလွယ်ဘူးပြိတ္တသိလား။ပြီးတော့ Morinho ဆိုရင်ဒါ Man U မှာဘုတ်ဖွဲ့နဲ့ပြဿနာတက်တယ်။ Guardiola လို့နည်းပြပါအစင်းလည်းဘယ်တော့မှခေါ်လို့ရမှာမဟုတ်ဘူးသိလား။ ။ तू อ่ะဘုံဖွဲ့ကို तू တောင်းဆိုတဲ့အရာတွေမလုပ်ပေးလို့ရှိရင်အဲ့ဒီအသင်းမှာနီးပြခြင်းနဲ့နီးပြမျိုးတော့မပါဘူး။ဒီလားအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့အာဆင်နယ်အသင်းလိုအသင်းမျိုးနီးပြကောင်းတယောက်ရလာဘူးတော်တော်ခက်ခဲတယ်။နော်တော်တော်ခက်ခဲတယ်။အခုမန်ယူရဲ့ကြာနေတဲ့ချိန်မျိုးပဲကြည့်။နော်ဒါမန်ယူဆိုဟိုမော်ရီယိုလက်ထက်မှာနည်းနည်းပြန်ဥမော်လာမလို့ဖြစ်ပြီးသွားတော့မှမော်ရီယိုနဲ့ဘုံဖွဲ့ပြဿနာတက်တယ်။နော်အာဆင်နယ်မှာဆိုလည်းပဲနီးပြကောင်းတယောက်ရောက်လာဒီတိုင်းဖြစ်မှာလေနော်ဒီတိုင်းပဲဖြစ်မှာအဲ့တော့ မိပြကြောင်ဆက်သွားတာ